မျိုးဆက်သစ်သားသမီးများမွေးထုတ်ပေးခြင်းပဲဖြစ်တယ်အဲ့တော့မျိုးပွားခြင်းမှာဆိုလို့ရှိရင်တော့လိမ်မဲ့မျိုးပွားခြင်းနဲ့လိမ်ရှိမျိုးပွားခြင်းဆိုပြီးတော့မှနှစ်မျိုးရှိတယ်အဲ့တော့လိမ်မဲ့မျိုးပွားခြင်းမှာဆိုလို့ရှိရင်တော့မိဘတအူးသေးတာရှိပြီးတော့မှလိမ်ရှိ မျိုးပွားခြင်းမှာဆိုလို့ရှိရင်တော့မိခင်နဲ့ဖခင်ဆိုပြီးတော့နှစ်ဦးပါရှိတယ်အဲ့တော့မူလ၁၀မှ နှစ်ခုဒါမှမဟုတ်လို့ရှိရင်နှစ်ခုထပ်ပို့တဲ့ဆဲများဖြစ်လာခြင်းကိုဒီကျဲတို့ကဆဲကွဲပွားခြင်းလို့ခေါ်တယ်အဲ့တော့ဆဲကွဲပွားခြင်းဟာနှမျိုးရှိတယ်အဲ့ဒါတွေကတော့ဒီကျဲတို့ mitosis ဆဲကွဲပွားခြင်းနဲ့ meiosis ဆဲကွဲပွားခြင်းတို့ပဲဖြစ်တယ်အဲ့တော့လိမ်မဲ့မျိုးပွားခြင်းမှာဆိုလို့ရှိရင်တော့အဖူးထွက်ခြင်းဇုံကွဲပွားခြင်းပြီးအပိုင်းပိုင်းပြတ်ထွက်ခြင်းနဲ့မေဒုံမဲ့မျိုးပွားခြင်းတို့ဖြစ်တယ်။အဲ့ဒီမှာမှတချို့က mitosis ဆဲကွဲခြင်းကိုတကယ်တော့တွေ့ရပါတယ်။နော်လိန်ရှိမျိုးပွားခြင်းမှာဆိုလို့ရှိရင်တော့မီအိုစစ်ဆဲကွဲခြင်းကိုတကယ်တော့တွေ့ရတယ်။ကဲဒါဆိုလို့ရှိရင်တော့တကယ်တော့သင်္ကန်းစာတည့်ရဲ့အပင်များရဲ့မျိုးပွားခြင်းလေးကိုဆက်ပြီးတော့ကြည့်အောင်။ပောင်းပွင့်နေမှာဆိုလို့ရှိရင်တော့အပင်များရဲ့မျိုးပွားအင်္ကာတွေပဲဖြစ်တယ်ဝိမုံကူးခြင်းဖြစ်ပြီးရဲ့နောက်မှာတော့ဝိမုံမဖို့ကမိနဲ့ အခြေတို့အစစ်အိမ်မှာမကမီတို့ဟာသူတို့ကပေါင်းဆက်ပြီးတော့မှတရေအောင်ကြတယ်အဲ့ဒီနောက်မှာတော့တခြေတို့အစစ်အိမ်များဟာရင့်မာလာပြီးတော့အသီးတွေဖြစ်လာတယ်အဲ့တော့အစေလောင်းကလည်းအစေဖြစ်လာပြီးတော့မှအသီးထဲမှာအစေများရှိကြတယ်။အဲ့တော့အပင်အများစုမှာဆိုလို့ရှိရင်တော့ဖိုထဲမှာတကယ်လို့မျိုးပွားအင်္ကာတွေအရဆိုလို့ရှိရင်တော့ပန်းပွင့်ဓပွင့်ထဲမှာပါရှိလို့ရှိရင်တော့ထိုပန်းပွင့်ကိုတကယ်လို့ကလိန်စုံပွင့်လို့ခေါ်တယ်။ဥပမာကြာပွင့် ဖိုနဲ့မမျိုးပွားအင်္ကာတို့ဟာအပင်တပင်ထဲမှာရှိပြီးတော့တီးခြားပန်းပွင့်များပါရှိလို့ရှိရင်တော့ထိုပန်းပွင့်မျိုးကိုတော့တချို့ကလိမ်မစုံပွင့်လို့ခေါ်တယ်ဥပမာအုံးပွင့်နောက်တစ်ခုကဖိုနဲ့မမျိုးပွားအင်္ကာတွေဟာတီးခြားအပင်တွေမှာပါရှိမယ်ဆိုလို့ရှိရင်လဲသူ့ကို လိမ်မစုံပွင့်လို့ခေါ်တယ်ဥပမာတင်မောပွင့်အဲ့တော့ပုံလေးမှာဆိုရင်ပထမပုံကကြာပွင့်နောက်တစ်ပုံကတော့တချို့အုံးပွင့် အုံးဝင်ထဲမှာမှတကယ်လို့အဖို့ပွင့်ရှိတယ်အမားပွင့်ရှိတယ်သင်းမောပင်ကြတော့သင်းမောအဖို့ပွင့်နဲ့သင်းမောအမားပွင့်ဆိုပြီးတော့ရှိတယ်သူတို့ကကြာသေးကြစီတပင်စီနော်ကဲအဲ့ဒီပုံလေးကိုသားသမီးတို့မြင်မယ်လို့ထင်တယ်ကဲဒါဆိုလို့ရှိရင်တကယ်လို့နောက်ထပ်ဆက်ပြီးတော့ကြည့်ရအောင်ကဲတကယ်လို့လုပ်ငန်းတစ်ကလေးကို ကြည့်ရအောင်အဲ့တော့လုပ်ငန်းတစ်တကယ်လို့ပန်းပွင့်တစ်ပွင့်ထဲမှာဖို့ထဲမှာမျိုးပွားအင်္ဂါပါဝင်တဲ့အပွင့်များကိုဖော်ပြပေးပါတဲ့ကဲသားသမီးတို့ကဲစဉ်းစားကြည့်ပါဦး ဘာလေးတွေဖြစ်မလဲဟုတ်တယ်အဲ့တော့ဒီကျဲကဥပမာအနေနဲ့ပြောမှဆိုရင်တော့နှင်းစီပန်းစပယ်ပန်းနီကြာပန်းစကပ်ဝါပန်းဟုတ်ပြီနော်နောက်ကကြာပန်းအမျိုးမျိုးဒါတွေကတော့ဒီကျဲတို့ပုံဝင်ကြပါလေတောက်သူမျိုးမြင်မှုတာပါလိမ့်မယ်နော်ကဲနောက်တစ်ခုလုပ်ငန်းနှစ်အဲ့တော့လုပ်ငန်းနှစ်မှာကြတော့ပေးထားတဲ့အပင်များမှပန်းပွင့်နေမှာဆိုရင်လိန်စုံပွင့်နဲ့လိန်မစုံပွင့်တွေကိုတဲ့ခွဲခြားဖော်ပြပေးပါတဲ့အဲ့တော့ဒီချေကဒီမှာပေးထားတဲ့ ကြာပင်အုံးပင်သင်းမောပင်ဘူးပင်ထန်းပင်ဖယုံပင်နင်းစီပင် သခွားပင်ဗေဒာပင်ကြဟင်းကားပင်ဖရဲပင် နေကြပင်ပုံလုံးနော်ပုံလုံးပင်ဆိုတာဘုံလုံးပင်ကိုပြောတာနော်ဒီကျတော့ရေးတော့ပုံလုံးဒါပေမဲ့ဖတ်တော့ဘုံလုံးပင်ဟုတ်နော်ဘုံလုံးပင်ဘုံလုံးသီးလေးတွေလေအဲအဲ့ဒါကိုပြောချင်တာပုံလုံးပင်ပြီးသွားရင်နော်မိုးမခပင်ဒါလေးတွေကိုဒီကျတော့ပေးထားတယ်ကဲ ဟုတ်ပြီအဲ့တော့တာရုတ်သမီးတို့တွေကခွဲကြပြီးတော့မှဟုတ်ပြီဘယ်ဟာကတော့လိန်ဆုံပွင့်ဘယ်ဟာကတော့လိန်မဆုံပွင့်လဲဆိုတာကိုစဉ်းစားကြည့်ပေးပါဦးကဲဒါဆိုရင်ဒီချိန်နဲ့တူအဖြေလေးပြောကြည့်အောင်အဲ့တော့ဖိုမျိုးပွားအင်္ကာနဲ့မမျိုးပွားအင်္ကာတို့ဟာဆိုရင်နဲ့ပန်းပွင့်တပွင့်ထဲမှာပါမယ်ဆိုလို့ရှိရင်တော့သူကိုလိန်ဆုံပွင့်လို့ခေါ်ပြီးတော့မှဖိုမျိုးပွားအင်္ကာနဲ့မမျိုးပွားအင်္ကာတွေဟာတီးချစီပါမယ်ဆိုလို့ရှိရင်တော့သူကိုတော့တကယ်တော့လိန်မဆုံပန်းပွင့်ပေါ့နော်လိန်မဆုံပန်းပွင့်လို့ခေါ်တယ် အဲ့တော့တချို့တို့ကြည်ပါအဲ့တော့လိမ္မာဆောင်ပေါင်းပွင့်နေဟာတဲ့ရောနောပါဝင်နေတဲ့အပင်များမှာဆိုရင်တော့အုံးပင်တရက်ပင်ဘိုးပင်ဖယုံပင်တခွားပင်ကြဟင်းကားပင်ဖရဲပင်ဘုံလုံးပေါ့နော်ပုံလုံးပင်စသည်လိုပဲဖြစ်တယ်ဆက်လက်ပြီးတော့မှတချို့တို့ဟာဖိုပွင့်နေ မပွင့်နေရဆိုလို့ရှိရင်တော့တီးခြားအပင်များပေါ်မှာသူကရှိမယ်ဆိုလို့ရှိရင်တော့သူကိုလိမ်မစုံခြေတို့ပန်းပွင့်လို့ခေါ်တယ်เนาะလိမ်မစုံပန်းပွင့်နဲ့အပင်တွေလို့ခေါ်တယ်ဥပမာသူကတော့သင်္ဘောပင်ပေါ့လိမ်စုံပွင့်များရှိတဲ့အပင်နေရဆိုလို့ရှိရင်တော့နင်းစီပင်ဗေဒါပင်နေရပင်နဲ့ကြာပင်အမျိုးမျိုးတို့ပဲဖြစ်တယ်เนาะကဲဒါဆိုရင်ဒီချင်းတဲ့တူတူအဓိကချက်ကလေးကိုကြည့်အောင်အဲ့တော့ပန်းပွင့်နေရဆိုလို့ရှိရင် မျိုးပွားအင်္ကာများဖြစ်ကြတယ် အများစုမှာဆိုလို့ရှိရင်တော့လိမ်စုံပွင့်များဖြစ်ကြပြီးတော့အချို့မှာလိမ်မစုံပွင့်များဖြစ်ကြပါဗါတယ်အဲ့တော့အ ਨੇ စုမှာတော့ဖုံပွင့်နဲ့မပွင့်တီးခြားစီရှိကြတယ်ကဲဒါဆိုရင်တကယ်လို့ပန်းပွင့်ရဲ့ဖွဲ့စည်းတိဆောက်ပုံလေးကိုကြည့်အောင်ကျေပုံလေးပေးထားတယ်တောက်သူလိုပုံလေးကိုတစ်ချက်ကြည့်ပေးနော်ကဲအဲ့တော့ပန်းပွင့်နေမှာဆိုလို့ရှိရင်တော့တကယ်လို့အရွယ်အစား ပုံတံတန်းအယောင်နဲ့စီစဉ်ပုံတို့ကွဲပြားကြတော့လေဖွဲ့စည်းတဲ့ပုံကတော့သူတို့ကတူးကြတယ်။ကဲတောက်သမီးတို့ပုံလေးကိုကြည့်ပြီနော်။ပုံလေးကတော့တောက်သမီးတို့ရဲ့အကြောင်းသုံးဖက်စာအုပ်ရဲ့စာမျက်နှာ30မှာရှိတယ်။အဲ့တော့ပုံလေးနာမည်ကတော့ပုံ3နှစ်ပန်းပွင့်တချေတို့တပွင့်ရဲ့ဖွဲ့စည်းတိဆောက်ပုံပဲဖြစ်တယ်။ကဲဒါဆိုရင်တချေတို့ကြည့်မယ်။ပွင့်ညာ တော့ကြည့်ပါပုံလေးမှာဘယ်နှမ်းမှလဲပွင့်ညာဟုတ်ပြီဟုတ်ပြီနော်တချို့လူပန်းပွင့်လေးရအောင်ကလေးမှာပွင့်ညာအဲ့တော့ပွင့်ညာကတချို့လူကပန်းပွင့်ကို ထောင်မတ်နေအောင်ထောက်ပံ့ပေးတယ်ဟုတ်နော်အပေါ်ကပန်းပွင့်လေးကိုသူထောင်မတ်နေဖို့တက်ကိုသူထောက်ပံ့ပေးတာပွင့်ညာနောက်တစ်ခုကိုကြည့်ပါဟုတ်တယ်နောက်တစ်ခုကပွင့်ရင်ခံအဲ့တော့ပွင့်ရင်ခံလေးကိုကြည့်လိုက်ဘယ်နှမ်းမှရှိတယ်ဟုတ်တယ်အဲ့တော့ပွင့်ရင်ခံဆိုတာကတော့တချို့လူပန်းပွင့်ရဲ့အောက်ခြေရှိ ဖောင်းကားတဲ့အစိတ်အပိုင်းဖြစ်ပြီးတော့မှကြံအစိတ်အပိုင်းအားလုံးကိုသူက တည်ဆောင်ပေးထားတယ်။ကဲနောက်တစ်ခုကြည့်ပါအောင်။ဟုတ်ပြီပွင့်ဖက်အဲ့တော့ပွင့်ဖက်ကလေးရအောင်။ဟုတ်တယ်ပွင့်ဖက်ကလေးရတော့တချို့ရဲ့အပြင်ဘတ်ဆုံးအရစ်ဖြစ်ပြီးတော့မှအများအားဖြင့်တော့အစိမ်းရောင်ရှိပြီးတော့မှသိငင်ကြတယ်။အဲ့တော့အချို့ပေါင်းပွင့်တွေမှာတော့ကြီးမားပြီးတော့တောက်ပတဲ့အယောင်ရှိတတ်တယ်။အဲ့တော့အဖူးဘဝမှာဆိုလို့ရှိရင်ပန်းပွင့်ရဲ့အတွင်းပိုင်းမှာရှိတဲ့အစိမ်းအပိုင်းတွေကိုသူကကာကွယ်ပေးထားတာ။ကဲနောက်တစ်ခုကြည့်ပါဦး။ ပွင့်ချက်ဟုတ်ပြီပွင့်ချက်ကြတော့တွေ့လဲเนาะဟုတ်တယ်အဲ့တော့ပွင့်ချက်ဆိုတာကတော့တစ်ချေတူကဒုတိယအရစ်ဖြစ်ပြီးတော့မှအထင်ရှားဆုံးအစိပ်ပိုင်းဖြစ်တယ်ပြီးရင် तू ကတော့အယောင်ရဲ့အနက်ရဲ့အမျိုးမျိုးရှိပြီးတော့မှ तू ကဝိမုံကူးရဲ့အင်းဆက်တွေကိုဆွဲဆောင်တယ်ကဲနောက်တစ်ခုကြည့်ပါအောင်ဟုတ်တယ်ဖုံမျိုးပွားအင်္ကာဟုတ်ပြီအဲ့တော့ဖုံမျိုးပွားအင်္ကာကြတော့ तू ကကြတော့ဖုံမျိုးပွားအင်္ကာဟာဆိုရင် ပန်းပွင့်ရဲ့တတိယအရစ်ဖြစ်ပြီးတော့မှဝင့်မုံအိတ်နဲ့ဝစ်ဆန်တိုင်းလို့သူကပါရှိတယ်။အဲ့တော့ဝစ်ဆန်တိုင်းဟာတော့အများအားဖြင့်သေးသွယ်ရှည်လျားပြီးတော့မှဝစ်ဆန်တိုင်းရဲ့ထိတ်မှတခြေလို့ဝင့်မုံအိတ်ကလေးရှိပြီးတော့မှသူကဝင့်မုံတွေဟာပါရှိတယ်။အဲ့တော့ဝင့်မုံတွေထဲမှာမှသူကပါရှိလဲဆိုရင်ဖိုဂမီပါရှိတယ်။ကဲနောက်တစ်ခုကြည့်ပါဦး။ဟုတ်တယ်မမျိုးပွားအင်္ဂါလေးကဲအဲ့တော့မမျိုးပွားအင်္ဂါလေးကတော့ ပန်းမွေရဲ့အလဲပါပဲအလဲဘဟုမှာသူကရှိတယ်ပြီးရင်ဝင့်မုံခံတယ်ဝင့်မုံခံတာရဲ့ပြီးရင်အစစ်အိမ်ဆိုပြီးတော့ပါတယ်အဲ့ဒီမမတချို့လို့ဝင့်မုံခံတာရဲ့ထိတ်မှာဆိုလို့ရှိရင်ဝင့်မုံခံရှိပြီးတော့သူကဝင့်မုံလေးတွေကိုလက်ခံပေးတာပဲဖြစ်တယ်အဲ့တော့ဝင့်မုံခံတာရာဆိုလို့ရှိရင်တော့ဝင့်မုံခံနဲ့အစစ်အိမ်ကိုသူကဆက်သွယ်ပေးထားတယ်ပြီးသွားလို့ရှိရင်တော့မမျိုးပွားအင်္ကာရဲ့ ဖောင်းပွားတဲ့အောက်ခြေပိုင်းကတော့တကယ်လို့အဆစ်အိမ်ဖြစ်ပြီးတော့မှအဆစ်လောင်းများပါရှိပြီးထိုအဆစ်လောင်းတွေကတော့မဂန်မီတွေပါတယ်အဲ့တော့တတိအောင်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့သူကအဆစ်အိမ်မှ အသီးဖြစ်လာပြီးတော့မှအဆစ်လောင်းများမှအဆစ်တွေဖြစ်လာကြတယ်အဲ့တော့အပင်တွေရဲ့မျိုးပွားခြင်းမှာဆိုလို့ရှိရင်တော့ဖိုးမျိုးပွားအင်္ကာနဲ့မမျိုးပွားအင်္ကာတွေဟာမရှိမဖြစ် လိုအပ်တဲ့အဆစ်အပိုင်းတွေပဲဖြစ်ပါတယ်ကွယ် ကဲဒါဆိုလို့ရှိရင်တော့ဒီချေတို့လုပ်ငန်းတကလေးကိုလက်တွေ့လေးပြုလို့ရအောင်အဲ့တော့ပန်းပွင့်တပွင့်ရဲ့အစိပ်ပိုင်းများကိုတဲ့သေချာစွာခွာထုတ်ပြီးရဲ့နောက်မှာတော့ရင်းအစိပ်ပိုင်းတွေကိုမှတ်စုစာအုပ်မှာပုံဆွဲရေးအညွှန်းတက်ပါဆိုတော့ဒါတို့သမီးတို့ရဲ့မှတ်စုစာအုပ်ကလေးရဲ့ဘေးနားမှာပန်းပွင့်တပွင့်ရှိဖို့တော့လိုတယ်နော်ကဲအဲ့တော့ဒီချင်းတူတူလက်တွေ့ပြုလို့ရအောင်အဲ့တော့ဒီချဲကတော့လက်တွေ့လို့ဖို့အတွက်နှင်းစီပန်းကလေးကိုယူထားတယ်ကဲအဲ့တော့ဒီချဲတို့ကအစိပ်အပိုင်းလေးတွေကိုတီးဖို့အတွက်ဆိုရင်ဒီချဲတို့လက်တွေ့ပေါ့နော်ဒီပန်းလေးတွေကိုခွာထုတ်မှရမယ်အဲ့တော့ ွာမထုတ်ခင်မှာဒီရေဟိုတနေ့ကတောက်သမီးတို့ကိုပန်းပွင့်တပွင့်ရဲ့အစိပ်ပိုင်းလေးတွေကိုပြောပြပေးထားတာရှိတယ်။ကဲဒါဆိုရင်ကြည့်ရအောင်။ကဲအဲ့တော့ဒီနှင်းစီပန်းမှာဆိုလို့ရှိရင်တော့ဒီချေတို့ဒီမှာဒါလေးပေါ့နော်ဒီကောင်လေးဒီကောင်လေးကဘာဖြစ်မလဲ။ဟုတ်တယ်ဒီဟာလေးကပွင့်ညာ။ဟုတ်ပြီနော်ဒါလေးကပွင့်ညာ။ဟုတ်ပြီကဲနောက်တစ်ခုနောက်တစ်ခုကတော့တောက်သမီးတို့ဒီမှာဒီနေရာလေးဟုတ်နော်အဲ့တော့ဒီနေရာလေးပေါ့ဒီနေရာလေးဒီနေရာလေးဖောင်းဖောင်းလေးဒီနေရာလေး အဲ့ဒါကတော့တချို့ကပွင့်ရင်ခံလို့ခေါ်တယ်ဟုတ်ပြီနော်ဒီလိုဖောင်းတဲ့နေရာလေးကတချို့ပွင့်ရင်ခံလို့ခေါ်ပါတယ်ဒီနားလေးကဟုတ်ပြီဒီမှာအစိမ်းအောင်ဟုတ်ပြီဒီမှာနော်အစိမ်းအောင်ဖတ်ကလေးလေးဒီမှာဒါလေးကောဟုတ်တယ်ဒါလေးကတော့ပွင့်ဖတ်လို့ခေါ်တယ်ဟုတ်ပြီနော်ဒါလေးကပွင့်ဖတ်လို့ခေါ်တယ်သူကဒီမှာဘယ်နှခုရှိလဲဆိုတော့1 2 3 4 5 5ခုရှိတယ်ဟုတ်ပြီနော်ပွင့်ဖတ်ကဲဒါဆိုရင်ဒီချေကပန်းဝင်လေးကိုစာပြီးတော့ဒီချေကချွေမယ်အခုဒီချေချွေလိုက်တဲ့ဒီအပိုင်းလေး ဟုတ်ပြီနောက်တစ်ချက်အခုခြွေလိုက်တဲ့အပိုင်းဒါလေးအနေရောင်လေးပေါ့နော်ဒါလေးကဘာလို့ခေါ်လဲဟုတ်တယ်ဒါလေးကတော့တချို့ပွင့်ချက်လို့ခေါ်တယ်နော်ဒါလေးကတချို့ပွင့်ချက်အဲ့တော့ပွင့်ချက်ကလေးကအရောင်လေးလက်လှတဲ့အနံ့လေးကလည်းမွေးရဲအဲ့ဒါကြောင့်မို့သူက insert တွေကိုဆွဲဆောင်မိတာပေါ့နော်ကဲဒါတော့တချို့ကမနော်ဒါလေးကုန်းလုံးတချို့ခြွေလိုက်မယ်အဲ့တော့သူ့မှာတော့ပွင့်ချက်တွေကတော့အများကြီးရှိတယ် ကဲတချဲတို့ကဒီမှာပွင့်ချက်တွေအများကြီးပဲเนาะရှိတယ်အောင်တချဲတို့ချွေးလိုက်ပြီအဲ့တော့သူ့အထည်လေးကိုကြည့်လိုက်သူ့ထဲထဲမှာဘာတွေရှိလဲကဲဒါဆိုရင်တချဲတို့ကြည့်ရအောင်အဲ့တော့ဒီမှာဒီမှာเนาะဒီမှာလေးကိုကြည့်ဒီဟာလေးကိုရင်ကြည့်မယ်ဒီမှာအဝါရောင်လေး ਨੇ เนาะဒီမှာဒီမှာတချဲတချောင်းတချဲနမူနာပြမယ်ဟုတ်ပြီဒီကဲလက်မှကြည့်လိုက်နော်ဒီမှာဒါလေးတွေ ဟုတ်ပြီဒါလေးတွေကတော့တကယ်လို့ကဖိုမျိုးပွားအင်္ကာလို့ခေါ်တယ်ဖိုမျိုးပွားအင်္ကာလို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင်တကယ်လို့တွေကဟုတ်ပြီနော်ဒီမှာတကယ်ကတောက်သမီးတို့မြင်တာလို့သူကနည်းနည်းလေးသေးတာဖြစ်တော့တဲ့နော်တောက်သမီးတို့နည်းနည်းလေးတော့ဂယူလေးတော့စိုက်ပေးပေါ့နော်နည်းနည်းလေးမြင်တာလို့တကယ်ကပြပေးခြင်းတယ်အဲ့တော့ဒီမှာကြည့်လိုက်အဲ့တော့ဖိုမျိုးပွားအင်္ကာမှာမှတကယ်လို့ကဒီမှာဟုတ်ပြီနော်ဒီမှာအပေါ်ဆုံးကဒီမှာဒါလေးကိုတွေ့လားဒါလေးကတော့တကယ်တို့ကဝိမုံအဲ့လိုခေါ်တယ် ဒါလေးကဝင်းမုံအိတ်ဟုတ်ပြီဒီမှာဒီမှာဒီအချောင်းလေးပန်းအောင်လိုမျိုးလေးရှည်ရှည်လေးဒါလေးကတော့တကယ်တော့ဝစ်ဆန်တိုင်းလို့ခေါ်တယ်။ရပြီနော်ဒါလေးကဝင်းမုံအိတ်ဒါလေးကဝစ်ဆန်တိုင်းကဲဟုတ်ပြီဒါလေးရလဲပေါ့နော်။ तू ကလည်းအများကြီးပဲရှိတယ်နော်။အဲ့တော့ဖိုနော်ဖိုမျိုးပွားရင်ကားဒီမှာပပတ်လေးမှာရှိရနော်။ပပတ်လေးမှာရှိတယ်။ကဲနောက်တစ်ခုအဲ့တကယ်ကဖိုမျိုးပွားအင်ကားလေးတွေကိုတကယ်ကဖယ်လိုက်အောင်မယ်။ ကဲဒီကျပုံမျိုးဘဝအင်္ဂါလေးတွေဖယ်လိုက်အောင်ပေါ့နော်ကဲဖယ်လိုက်လို့ရှိရင်ဒါတို့သမီးတို့တွေ့လိမ့်မယ်ဒီမှာအနီရောင်လေးတွေနော်ဘေးပတ်လေရတကျပုံမျိုးဘဝအင်္ဂါလေးကိုဒီကျဖယ်လိုက်မယ်ကဲဟုတ်ပြီတွေ့ပြီနော်ဒီမှာဖယ်ဒါလေးတွေကြည့်လိုက်နော်အနီရောင်လေးတွေနဲ့ဒီမှာဒါလေးကဘာလဲဆိုလို့ရှိရင်တော့ तू ကမမျိုးပွားအင်္ဂါလို့ခေါ်တယ် ဟုတ်ပြီနော်မမျိုးဘွားရင်ကအဲ့တော့သူအားကြတော့မမျိုးဘွားရင်ကလည်းအများကြီးပဲရှိတယ်အဲ့ရမှာတချေကတောက်သူမီးတို့မြင်သားအောင်ပြုတ်လို့ဖို့ကြတော့နည်းနည်းလေးသူကနည်းနည်းလေးသေးနေတော့ဗောနော်ဟိုတောက်သူမီးတို့ကြည့်ရတာတော့နည်းနည်းလေးပါဖြစ်မယ်တချေတက်နိုင်ဆုံးတော့မြင်သားအောင်ပြပေးမယ်နော်ကဲဟုတ်ပြီအဲ့တော့ဒီမှာတချေမမျိုးဘွားရင်ကလေးပြမယ်ကဲဟုတ်ပြီနော်ဒီမှာကြည့်ကြည့်ပါ ဲ့တော့တအားသမီးတို့ကတော့ဒါလည်းသေးနေတော့ပေါ့နော်နည်းနည်းလေးတော့ဂယူဆိုင်ပြီးတော့ကြည်ပေးပေါ့နော်ဒီချက်အတက်နိုင်ဆုံးတော့မြင်တာအောင်ပြပေးပါမယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီမှာကြည့်လိုက်အပေါ်ဆုံးလေးအပေါ်ဆုံးလေးကတော့တအားတို့သမီးတို့เนาะစာအုပ်ထဲမှာတော့ရှိပါတယ်။နောက်တခြားပန်းပွင့်ပုံလေးကိုသင်းစိတ်ပြထားတဲ့ထဲမှာကြည်လိုက်။ဒီအပေါ်ဆုံးအပိုင်းလေးကတော့ဒီခြေတော့ကဘာလဲဆိုရင်ဝုံမုံခံ။နောက်ခုနကတော့ဖုံမျိုးပွိုင်းကလာတဲ့ဝုံမုံလေးတွေကိုလက်ခံပြီးတဲ့ဝုံမုံခံ။ပြီးသွားရင်ဒီမှာရှိရှိလေးရှိတယ် ဒါလေးကတော့ဝင်းမုံခန်တိုင်းလို့ခေါ်တယ်ဟုတ်ပြီနော်ဒါလေးကတော့ဝင်းမုံခန်တိုင်းလို့ခေါ်ပါတယ်အစစ်အိမ်လေးကတော့ဒီချေတို့ဘနာမှာလဲဆိုရင်တော့ဒီချေတို့ဒီမှာဟုတ်ပြီနော်မမျိုးပွားရင်ဃာတွေကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်တော့အစစ်အိမ်လေးကတော့အပင်ရဲ့ဒီအောက်ခြေမှာရှိပါတယ်ဒါလေးကမမျိုးပွားရင်ဃာတွေအများကြီးပဲဟုတ်ပြီနော်နော်ဝင်းမုံခန်ပြီးတော့ရှိရင်ဒီချေတို့ကနော်ဝင်းမုံခန်တိုင်းလေးလာမယ်ပြီးသွားရင်တော့ဒီမှာအစစ်အိမ်လေးကဒီထဲမှာရှိတယ် အဲ့ဒါအစ်စ်အိမ်ပဲဟုတ်ပြီနော်အဲ့ဒါလေးကတာလူသမီးတို့ရဲ့ပန်းပွင့်လေးတွေမှာကိုတိုင်းပေါ့နော်တေချာဘယ်ပန်းပွင့်မဆိုးနော်တေချာအစိပ်ပိုင်းလေးတွေကိုတေချာစားနော်တချက်လိုမျိုးလေးပေါ့နော်ခွဲထုတ်ပြီးတော့မှလိလာနိုင်ပါတယ်။ကဲပြီးလို့ရှိရင်တော့တာတော်သမီးတို့ကတာတော်သမီးတို့ခွဲထုတ်ထားတဲ့ပန်းမွင့်လေးတွေရဲ့ပုံလေးကိုဆွဲပြီးတော့အညိုးလေးတွေကိုတေချာစွာတက်ပြီနော်။ကဲ ဒါဆိုလို့ရှိရင်တော့ဒီချေရသားတို့သမီးတို့ကိုဟုတ်ပြီနော်အစဲပိုင်းလေးတို့ကိုတည်တည်ချေရလက်တွေလေးပြုတ်လောက်ထားပြီးပြီဆိုတော့တားတို့သမီးတို့လည်းဒီချေလိုပဲနော်လက်တွေလေးပြုတ်လောက်ထားရလို့ထင်ပါတယ်အဲ့တော့ဒီချေနဲ့အတူတူဒီလိုလက်တွေလေးတွေပြုတ်လောက်ထားရဲဆိုတော့ပို့ပြီးတော့စားရရမယ်လို့ဒီချေမျှော်လင့်ပါတယ်ကဲဒါဆိုရင်ဒီချေနဲ့အတူတူနောက်ထပ်လုပ်ငန်းလေးမှာပြန်တွေ့မယ်နော်ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းနှစ်ကလေးကိုကြည့်ရအောင်အဲ့တော့လုပ်ငန်းနှစ်တင်တို့ရဲ့ပြောင်းပဝင်ခြင်းရှိ မျိုးမတူသောပန်းပွင့်၅မျိုးကိုစုဆောင်းပါတဲ့ထိုပန်းပွင့်၅မျိုးရဲ့အမည်နဲ့အစိအပိုင်းများအရေအတွက်တွေကိုဖော်ပြပြီးတော့မှအစိအပိုင်းတစ်ခုစီရဲ့လှုပ်ဆောင်ချက်တွေကိုအုပ်စုဖွဲ့ဆွေးနွေးတင်ပြပါတဲ့ကဲဒါဆိုရင်ဒီချဲကတောက်သမီးတွေကိုနမူနာလေးပြပေးထားတယ်ဟုတ်ပြီနော်ဇာတ်လေးနဲ့ကဲကြည့်ပါအောင်အဲ့တော့ဒီချဲကကဲအဲ့တော့နမူနာလေးနေနဲ့ချဲလို့ဥပမာဒီချဲနှင်းစီပင်လေးကိုဒီချဲပြပေးထားတယ်အဲ့တော့သူ့ရဲ့ဇာတ်လေးတိုင်းပဲဆွဲမယ်အဲ့တော့ပန်းပွင့်ရဲ့အမည်အယောင်ပွင့်ဖက် ပွင့်ချက်ပြီးဖိုမျိုးပွားအင်ကအစဲပိုင်းများမမျိုးပွားအင်ကအစဲပိုင်းများဆိုပြီးတစ်ချက်ဇာတ်လေးဆွဲပေးထားတယ်။အဲ့မှာဥမာနေနဲ့တစ်ချက်နှင်းစီပေးထားတယ်။အဲ့တော့နှင်းစီကိုတအားသမီးတို့ကြည့်မယ်ဆိုရင်အများသောအဖြစ်ကအနီရောင်ရှိတယ်။တခြားရောင်လေးတော့ရှိတယ်။ဒါပေမဲ့တစ်ချက်ကအနီရောင်လေးပေးထားတယ်နော်အနီရောင်။ပွင့်ဖက်ကလေးကိုတွားမယ်ဆိုလို့ရှိရင်သူ့ရဲ့ပွင့်ဖက်ကလေးက၅ခုရှိတယ်။အဲ့ဒါကတအားသမီးတို့ကိုနေ့ကတော့လုပ်ငန်းတက်မှာတအားသမီးတို့เนาะကိုယ်တိုင်လက်တွေလှုပ်ထားပြီးွားလို့ရှိရင်ဒီကောင်လေးကိုဖြေရတာပို့ပြီးတော့လွယ်ကူမယ်ဆင်ပြေမယ်เนาะ ကဲနောက်တစ်ခုကပွင့်ချက်ကတော့တကယ်လို့ကများစွာရှိတယ်ပွင့်ချက်တွေအများကြီးမရှိခဲ့အဲ့တော့ဖို့မျိုးပွားရင်ကရဲ့အစိပ်ပိုင်းမှာဆိုရင်ဝတ်ဆန်တိုင်းလေးတွေအများကြီးရှိတယ်ဝတ်မုံအိမ်လေးတွေလည်းသူကများများရှိတယ်နောက်တစ်ခုကကြတော့မမျိုးပွားရင်ကရဲ့အစိပ်ပိုင်းမှာဆိုလို့ရှိရင်လည်းနော်ဝတ်မုံခန်းတိုင်းလေးတွေကသူကများစွာရှိတယ်နေ့စီပန်းလေးကပြီးဝတ်မုံခန်းလေးရတဲ့တကယ်လို့ကများစွာရှိတယ်နောက်ထပ်တားတို့သမီးတို့ရဲ့ကြောင်းပေါင်ဝင်းချင်မှာရှိရဲ့မျိုးမတူတဲ့အပင်ပန်းပွင့်လေးတွေကိုရှာပြီးတော့တကယ်ကုနမူနာပြထားသလိုပဲဆက်ပြီးတော့ကိုယ်တိုင်းပေါ့နော်လက်တွေ့လေးပြုလုပ်ကြည့်ပြီးနော် ကဲဒါဆိုလို့ရှိရင်တော့တချေကပန်းပွင့်ရဲ့အစီအပိုင်းနဲ့တချေတို့လုဆောင်ချက်ကလေးကိုတချေကဇေဟားလေးနဲ့ပြပေးထားတယ်ကြည်ပါကဲအဲ့တော့ပန်းပွင့်ရဲ့အစီအပိုင်းမှာဆိုရင်ပွင့်ဖက်သူ့ရဲ့လုဆောင်ချက်ကတော့အဖူးဘွားမှာဆိုရင်အစီအပိုင်းတွေကိုသူကကွယ်ပေးထားတာပဲဖြစ်တယ်ပွင့်ချက်ကကြတော့သူ့ရဲ့လုဆောင်ချက်ကလေးကတော့တချေတို့ဝင်းမုံကူရဲ့အင်းဆက်တွေကိုသူကဆွဲဆောင်ပေးထားတယ်ဖိုးမျိုးဘွားရင်ကတော့တချေတို့ကဖိုးကမိဖြစ်မျိုးဘွားတယ် မမျိုးပွားအင်္ဂါမှာဆိုလို့ရှိရင်တော့မကမိနဲ့မျိုးပွားရတာသူတို့ရဲ့လုံဆောင်ချက်ကလေးတွေကိုတကယ်ပြောပြပေးတာပဲဖြစ်တယ်။ကဲဒါဆိုရင်တကယ်တော့အဓိကချက်ကလေးကိုဆက်ပြီးသွားမယ်เนาะ။ကဲအဲ့တော့အဓိကချက်များအဲ့တော့ပန်းပွင့်နေမှာဆိုလို့ရှိရင်တော့တကယ်တော့ပွင့်ဖက်ပွင့်ချက်ဖိုးမျိုးပွားအင်္ဂါနဲ့မမျိုးပွားအင်္ဂါတွေပါဝင်တယ်။အဲ့တော့ဖိုးမျိုးပွားအင်္ဂါမှာဆိုလို့ရှိရင်တော့ဝတ်ဆန်တိုင်းနဲ့ဝတ်မုံအိတ်များပါရှိပြီးတော့မှဝတ်မုံအိတ်အတွင်းမှာဆိုလို့ရှိရင်တော့ဝတ်မုံတွေပါရှိကြတယ်။အဲ့တော့ဝတ်မုံမှာဆိုလို့ရှိရင်တော့တကယ်တော့ ဖိုဂမိတွေပါရှိတယ်။နော်မမျိုးပွားရင်ကမှာဆိုလို့ရှိရင်တော့အစိအိမ်ဝုံမုံခံတိုင်းနဲ့ဝုံမုံခံတို့ ပါရှိတယ်။အဲ့တော့အစိအိမ်အတွင်းမှာရှိတဲ့အစိလောင်းတွေမှာဆိုရင်တော့မဂမိတွေပါရှိကြတယ်။ကဲဒါဆိုရင်တကယ်တို့ကစပီကီအောင်ဝတ်မုံကူးခြင်းအဲ့တော့ဝတ်မုံဘလို့ကူးလဲပေါ့နော်ကဲအဲ့တော့ဝတ်မုံကူးခြင်းမှာဆိုရင်ပန်းပွင့်တပွင့်ရဲ့ ဝတ်မုံအိမ်မဝတ်မုံနေရဆိုလို့ရှိရင်တော့ယင်းပန်းပွင့်ရဲ့ဝတ်မုံခန်းဒါမှမဟုတ်လို့ရှိရင်အချားပန်းပွင့်ရဲ့ဝတ်မုံခန်းပေါ်တို့ကြာရောက်ချင်းကိုတစ်ချေတော့ဝတ်မုံကူးခြင်းလို့ခေါ်တယ်အဲ့တော့ဝတ်မုံကူးခြင်းမှာဆိုလို့ရှိရင်တော့ပင်တီးဝတ်မုံကူးခြင်းနဲ့ပင်ချားဝတ်မုံကူးခြင်းဆိုပြီးတော့မှနှစ်မျိုးရှိတယ်အဲ့တော့ပန်းပွင့်တစ်ပွင့်ရဲ့ဝတ်မုံအိမ်မဝတ်မုံနေဟာယင်းပန်းပွင့်ဒါမှမဟုတ်လို့ရှိရင်ထိုအပင်မှာရှိတဲ့အချားပန်းပွင့်ရဲ့ ဝိမုံခံပေါ်ကိုကြောက်ရွံ့ကြတော့တချို့ကပင်တီးဝိမုံကြီးကူးခြင်းလို့ခေါ်တယ်။ကဲဒါဆိုရင်တာရသမီးတို့ရဲ့ចောင်းသုံးဖက်ဆောင်ရဲ့စာမျက်နှာ33ရဲ့ပုံ33ပင်တီးနဲ့ပင်ချဝိမုံကူးခြင်းရဲ့ပုံလေးကိုတစ်ချက်ကြည့်ပြီးတော့အမပုံလေးနဲ့ပုံပေးထားတဲ့ကာကြီးပုံနဲ့ခါခွေးပုံနဲ့အဲ့တော့ပုံ33ကာကြီးမှာဆိုလို့ရှိရင်တော့ပန်းပွင့်တပွင့်ရဲ့ဝိမုံအိတ်ကနေပြီးတော့ဝိမုံနေရဆိုလို့ရှိရင်မျိုးတူအချားအပင်ရဲ့ဝိမုံခံပေါ်ကိုပြောင်းရွှေ့ကြောက်ချင်းကိုဒီချေတူက ပင်ချဝမုံကူးခြင်းလို့ခေါ်တယ်အဲ့တော့ပုံသုံးသုံးခါဝေးမှာကြည့်လိုက်ပါအဲ့ဒါကတကယ်လို့ပင်ချဝမုံကူးခြင်းဟုတ်ပြီနော်ပင်တီးရတော့တပင်ထဲကနေပဲသူကဒီပင်းပွင့်လေးကနေပြီးတော့မှအခြားပတ်မွင့်လေးကိုသွားတာဟိုကပင်ချကြောင့်တခြားအပင်ကိုကူးသွားတာပြောပါနော်ကဲအဲ့တော့တောင်းသူလို့ပုံလေးကိုကျင်းပို့ပြီးတော့ရှင်းလိုက်မယ်နော်ကဲဒါဆိုရင်တကယ်လို့လုပ်ငန်းတစ်ကလေးကိုကြည့်ရအောင်အော်လုပ်ငန်းတစ်အောက်ပါမိကုံများကိုအုပ်စုဖွဲ့ဆွေးနွေးတင်ပြပါတဲ့အဲ့တော့ကာကြီးက ုံမုံကူးချင်းကိုတင်မြီတို့နားလေတနည်းတဲ့ခါခွေးလေးကတော့ဝုံမုံကူးချင်းနီလန်းနှစ်မျိုးကို ရှင်းပြပေးပါတဲ့ကဲဒါဆိုရင်ဒီချိန်နဲ့တူတူအဖြေလေးကိုရှင်းစားကြည့်အောင်ဟုတ်ပြီကာကြီးရဲ့အဖြေလေးကတော့ပန်းပွင့်တပွင့်ရဲ့ဝုံမုံအိမ်မဝုံမုံနေရာဆိုလို့ရှိရင်တော့ရင်းပန်းပွင့်ရဲ့ဝင်းမုံခံပေါ်တို့ကြာရောက်ချင်းဒါမှမဟုတ်လို့ရှိရင်အချားပန်းပွင့်ရဲ့ဝင်းမုံခံပေါ်တို့ပြောင်းရွှေ့ကြာရောက်ချင်းကိုဒီချေတော့ဝင်းမုံကူးခြင်းလို့ခေါ်တယ် ဟုတ်ပြီခါခွေးရဲ့အဖြေလေးကိုကြည့်ပါအောင်နီလာနှစ်မျိုးကိုရှင်းပြခိုင်းတာဟုတ်ပြီအဲ့တော့ခါခွေးရဲ့အဖြေလေးကတော့ဝတ်မုံကူးခြင်းပါဆိုလို့ရှိရင်တော့ပင်တေးဝတ်မုံကူးခြင်းနဲ့ပင်ချောင်းဝတ်မုံကူးခြင်းဆိုပြီးတော့မှနှစ်မျိုးရှိတယ်အဲ့တော့ပန်းပွင့်တပွင့်ရဲ့ဝတ်မုံအိမ်မှာဝတ်မုံနေရာဆိုလို့ရှိရင်ရင်ပန်ပွင့်ဒါမှမဟုတ်လို့ရှိရင်ရင်အပင်မှာပဲရှိတဲ့အခြားပန်းပွင့်ရဲ့ဝတ်မုံခံပေါ်သို့ကြောက်ရောက်ခြင်းကိုကြတော့ဒီချက်တော့ပင်တေးဝတ်မုံကူးခြင်းလို့ခေါ်တယ်ပန်းပွင့်တပွင့်ရဲ့ဝတ်မုံအိမ်မှာဝတ်မုံနေရာမျိုးတူအခြားအပင်ရဲ့ ပန်းပွင့်မှဝင့်မုံခံပေါ်သို့ပြောင်းရွှေ့ကြောက်ရောက်ခြင်းကိုညာတော့တချို့ကပင်ချောင်းဝင့်မုံကိုခြင်းလို့ခေါ်ပါတယ်။ကဲဟဲ့ဒါဆိုရင်တချို့တို့ဆက်ပြီးတော့ကြည့်ရအောင်နော်။အဲ့တော့ပန်းပွင့်နေရဆိုလို့ရှိရင်အင်းဆက်များတဒဝါများရေဒါမှမဟုတ်လို့ရှိရင်လေတို့ရဲ့အကူအညီနဲ့ဝင့်မုံများကိုသူတို့ကူးကြတယ်။အဲ့တော့ထိုအကူအညီနဲ့ဝင့်မုံကူးတဲ့အပင်တွေရဲ့ပန်းပွင့်လက္ခဏာများနဲ့ဖြစ်စဉ်တွေကိုအောက်ပါအတိုင်းဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီချိန်နဲ့တူတူဆက်ပြီးကြည့်မယ်။ ကဲတာဝသမီးတို့ရဲ့အကြောင်းသုံးဖတ်ဆောင်မှာပါတယ်စာမျက်နှာ33ဟာပုံ34အင်းဆက်ဖြစ်ဝတ်မုံကူးခြင်းဆိုတဲ့ပုံလေးကိုတွေ့လိမ့်မယ်နော်ကဲဒါဆိုရင်တချို့တို့ဆက်သွားရအောင်အဲ့တော့အင်းဆက်ဖြစ်ဝတ်မုံကူးခြင်းအဲ့တော့ပောင်းပွင့်နေမှာဆိုလို့ရှိရင်တော့အများအားဖြင့်ကြီးမာပြီးတော့မှ တောက်ပတဲ့အရောင်နဲ့တင်းပြန့်တဲ့ရနက်တွေရှိခြင်းကြောင့်အင်းဆက်တွေကိုသူကဆွဲဆောင်ကြတယ်အဲ့တော့ဝတ်မုံခံဟာဆိုလို့ရှိရင်ဆေးကတ်တဲ့အတွက်ကြောင့်ကြောက်ရောက်လာတဲ့ဝတ်မုံတွေကိုတချို့တို့အလွဲတကူ ကန့်ညိစေနိုင်တယ်။အဲ့တော့ပြာပဒုံလက်ပြာကဲ့သို့အင်းဆက်တွေမှာဆိုလို့ရှိရင်တော့ပန်းပွင့်တပွင့်စီတို့သူကလဲပတ်ပြီးတော့မှဝိမုံနဲ့ဝိရီတို့သူကစားသုံးကြတယ်။ထိုအခါအင်းဆက်ရဲ့ကိုယ်ထဲမှာရှိတဲ့အမွေးအမြင်တွေမှာဆိုလို့ရှိရင်ဝိမုံလေးတွေကတွယ်ညိပြီးတော့ကပ်ပါသွားကြတယ်။အဲ့ဒီနောက်မှာဆိုလို့ရှိရင်တော့အဲ့ဒီပန်းပွင့်ဒါမှမဟုတ်လို့ရှိရင်အခြားမျိုးတူပန်းပွင့်ရဲ့ ဝိမုံခံပေါ်တို့ဝိမုံများကြရောက်စေခြင်းဖြင့်ဝိမုံကူးကြတယ်။ဥပမာနင်းစီပင် နေကြပင်တက်ခွပင်တွေပဲဖြစ်တယ်။ကဲနောက်တစ်ခုနောက်ထပ်တစ်ခုကတော့တောင်းသူမျိုးတို့ရဲ့ចောင်းသုံးဖက်စာအုပ်မှာပါတဲ့စာမျက်နှာ34မှာရှိတဲ့ပုံ3ကတရဝဖြစ်ဝိမုံကူးခြင်းဆိုတဲ့ပုံလေးကိုတွေ့မယ်နော်။တဒဝါဖြစ်ဝုံမုံကူးခြင်းအဲ့တော့ပန်းမွင့်နေမှာဆိုလို့ရှိရင်တောက်ပါတဲ့အရောင် ရင်နဲ့နဲ့ဝိရီတွေရှိကြတယ်အဲ့တော့ငှက်တွေရှင်နေလင်းတို့တွေနဲ့ခယုကဲ့သို့သောတရဝါတွေမှာဆိုလို့ရှိရင်ပန်းပွင့်တပွင့်မှတပွင့်တို့ကူတန်းခြင်းဖြစ်ဝုံမုံကူးခြင်းကိုဖြစ်ပေါ်စေတယ်ဥပမာဆိုရင်တော့လက်ပန်းပွင့်เนาะပိန်းပန်းခိုင်လိုပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီလိုလုပ်ငန်းနှစ်ကလေးကိုကြည့်ရအောင်အဲ့တော့တာဝတ်သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအောင်ပါပါတယ်စာမျက်နှာ34မှာပုံ36ဝန်းမုံကူးချင်းဆိုတဲ့ပုံလေးတွေ့မယ်နော် ကဲဒါဆိုရင်ဒီချက်လုပ်ငန်းနှစ်ကလေးကိုကြည့်မယ်အဲ့တော့လုပ်ငန်းနှစ်ပေးထားတဲ့ပုံ3 6မှာဆိုလို့ရှိရင်เนาะတဲ့ပြားတွေဟာနှင်းစီပန်းเนาะနှင်းစီပွင့်ပေါ်တို့လေပက်ရခြင်းအကြောင်းရင်းများကိုတဲ့အုပ်စုဖွဲ့လိလဆွေးနွေးပြီးတော့တင်ပြပေးပါတဲ့။အဲဒါဆိုရင်တအားသမီးတို့ကအုပ်စုဖွဲ့ပြီးဆွေးနွေးပြီးတော့ဒီချက်ကိုတင်ပြကြည့်ပေးပါဦး။ဟုတ်ပြီ။ကဲဒါဆိုရင်ဒီချက်နဲ့အတူတူပြောကြည့်ရအောင်နော်။အဲ့တော့ပေးထားတဲ့ပုံမှာဆိုလို့ရှိရင်တော့ပြားတွေဟာနှင်းစီပွင့်များစီတို့ လေပတ်သည့်အကြောင်းရင်းနေရဘာလဲဆိုရင်တော့တဲ့ပန်းပွင့်ရဲ့ဝိယဆုပ်ရန်အတွက်နဲ့လေပတ်ခြင်းပဲဖြစ်တယ်အဲ့တော့ထို့တို့လေပတ်ပြီးတော့မှဝိယဆုပ်တဲ့အခါမှာတော့ဝတ်မုံတွေကပြားတွေရဲ့ကိုးပေါ်မှာတွယ်ညှိပါသွားကြတယ်အဲ့တော့ထိုပြားတွေကအခြားသော မျိုးတူပန်းပွင့်ရဲ့ဝတ်မုံခံပေါ်သို့ကျရောက်ခြင်းဖြင့်ဝတ်မုံကူးကြတယ်လို့တကယ်လို့ကပြောလို့ရတယ်နော် ကဲဒါဆိုရင်ဒီချက်တော့ဆက်ပြီးကြည့်အောင်တာဝန်သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာ34မှာရှိတဲ့ပုံသုံးခုရေဖြစ်ဝတ်မုံကူးခြင်းကိုကြည့်ပြီးပါဟုတ်ပြီအဲ့တော့ရေဖြစ်ဝတ်မုံကူးခြင်းအဲ့တော့ပန်းပွင့်တွေမှာဆိုလို့ရှိရင်သင်းငယ်ပြီးတော့မှဝတ်မုံအမြောင်အများပါရှိကြတယ်အဲ့တော့အဲ့ဒီဝတ်မုံလေးတွေကဆိုရင်ရေမှာသူတို့ဟာမျောပါသွားပြီးတော့မှအနည်းပဝင်မှာရှိတဲ့ မျိုးတူပန်းပွင့်ရဲ့ဝိမုံခံပေါ်တို့ ရောက်ရှိခြင်းအဖြစ်ဝိမုံကူးကြတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင်တော့ငရှင်းမြက်ပင်ပဲဖြစ်တယ်လေဖြည့်ဝိမုံကူးခြင်းအဲ့တော့ပန်းပွင့်တွေကဆိုလို့ရှိရင်တော့အများအဖြစ်သင်းငယ်ရေမွဲခြောက်တဲ့အယောင်ရှိပြီးတော့ရနံ့လည်းမရှိဘူးအဲ့တော့အဲ့လိုပန်းပွင့်တွေမှာဆိုလို့ရှိရင်တော့သင်းငယ်ပေါ်ပါတယ်ဝမုံအမြောင်များပါရှိပြီးတော့သူကလေမာလွင့်ပါနိုင်သဖြင့်အနီးပဝန်းကျင်မှာရှိတဲ့မြို့တူပန်းပွင့်ရဲ့ ဝင်းမုံခံပေါ်တို့ကြာရောက်ပြီးတော့မှဝင်းမုံကူကြတယ်ဥပမာဆိုရင်တော့ဒီချေတို့မြက်ပင်ပြောင်းမှုပင်တွေပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်း၃လေးကိုဆက်ပြီးတော့ကြည့်အောင်။လုပ်ငန်း၃ပေးထားတဲ့အပင်များရဲ့ပန်းပွင့်များကိုဝင်းမုံကူခြင်းနီလန်းများအရာအုပ်စုခွဲပါတဲ့။အဲ့တော့ပေးထားတဲ့ပန်းလေးတွေကတော့ဒီချေတို့နီးစီပင်ငရှင်းမြက်ပင်တက်ခွာပင် လက်ပံပင်ငွေပန်းပင်ဗေဒါပင် နေကြပင်မြက်ပင်ပြောင်းမှုပင်နဲ့ပိမ့်ပင်တို့ပဲဖြစ်တယ်။ကဲဒါဆိုရင်တစ်ချက်ဇာလေးဆွဲပေးထားတယ်ဇာလေးကိုကြည့်ပြီနော်။ကဲအဲ့ဒီမှာတစ်ချက်တို့ကပန်းပွင့်များပင်အင်းဆက်သတော်ဝါရေလေး။ကဲအဲ့တော့ကြည့်မယ်။ငွေပန်းနှင်းစီပန်းနေကြပန်းနဲ့တစ်ခွပန်းတွေကဘာနဲ့ဝုံမုံကူးမလဲ။ဟုတ်တယ်အင်းဆက်တွေနဲ့ဝုံမုံကူးတယ်။နောက်တစ်ခုဗေဒါပွင့်။ဟုတ်တယ်ဗေဒါပွင့်ကလည်းတစ်ချက်တို့အင်းဆက်နဲ့ပဲဝုံမုံကူးမယ်။ မျက်ပွင့်ပြောင်းမွွင့်ကဲသူတို့ရောဘာနဲ့ဝုံမုံကူမလဲဟုတ်တယ်အင်းဆက်နဲ့ဝုံမုံကူမယ်နောက်တစ်ခုရှိသေးတယ်ဟုတ်တယ်လင်းနဲ့သူတို့ရောဝုံမုံကူမယ်ကဲပြီးရင်ပိန်ပင်လက်ပတ်မယ်သူတို့ရောဟုတ်တယ်သူတို့ရောဘာနဲ့ကူမလဲတတဝါနဲ့ဝုံမုံကူမယ်ငရှိမျက်ပင်လေးရောဟုတ်တာပေါ့ရင်နဲ့ဝုံမုံကူမယ်နော်ကဲဒါဆိုရင်ဒီကျဲတို့အဓိကချက်ကလေးကိုဆက်ပြီးကြည့်အောင်အဓိကအချက်များကဲအဲ့တော့အဓိကချက်ကလေးတွေကိုတစ်ချက်ကြည့်ပြီနော်ကဲအဲ့တော့အဓိကချက်ကလေးတွေမှာဆိုလို့ရှိရင်တော့ဒီချက်တို့ ပန်းပွင့်တပွင့်မှာဆိုလို့ရှိရင်เนาะဖိုကမိတွေဟာဆိုလို့ရှိရင်ဝတ်မုံအဲ့အတွင်းမှာရှိတဲ့ဝတ်မုံများအတွင်းတွင် ရှိပြီးတော့မှမကမိတွေဟာဆိုလို့ရှိရင်เนาะအစိအိမ်အတွင်းမှာရှိတဲ့အစိလောင်းများမှာရှိတယ်။เนาะနောက်တစ်ခုကတော့ဝတ်မုံကူးခြင်းမှာဆိုလို့ရှိရင်เนาะပင်ဒီဝတ်မုံကူးခြင်းနဲ့ပင်ချဝတ်မုံကူးခြင်းဆိုပြီးတော့မှနှစ်မျိုးရှိတယ်။เนาะဝတ်မုံတွေမှာဆိုရင်เนาะအင်းဆက်များတတဝါများရေလေအကူအညီနဲ့ဝတ်မုံကူးကြတယ်။ ကဲပြီးသွားပြီဆိုရင်တော့ဒီလိုဆက်ပြီးကြည့်ရအောင်တည်အောင်ချင်းကဲအဲ့တော့တည်အောင်ချင်း ဖြစ်စဉ်အဲ့တော့တောက်သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတယ်စာမျက်နှာ35မှာရှိတယ်ပုံ39တည်အောင်ချင်းဖြစ်စဉ်လေးကိုကြည့်ပြီနော်ကဲဒါဆိုလို့ရှိရင်တော့ဒီချေတို့တည်အောင်ချင်းကိုသွားမယ်ကဲအဲ့တော့တည်အောင်ချင်းမှာဆိုလို့ရှိရင်တော့တို့ဟာဝတ်မုံကူးပြီးတဲ့နောက်မှာဖိုကမီနဲ့မကမီတို့ဟာပေါင်းဆက်ချင်းကျေတော့ပေါင်းဆက်ချင်းကိုတရေအောင်ချင်းလို့ခေါ်တယ် ဲ့တော့အပွင့်တပွင့်မှာเนาะရှိတဲ့ဖို့ကမိနဲ့မာကမိတို့ဟာအစေလောင်းအတွင်းမှာရှိတဲ့ပေါင်းဆက်ခြင်းဖြင့်တတိအောင်ဥဖြစ်ပေါ်လာတယ်เนาะတတိအောင်ဟာဆိုလို့ရှိရင်เนาะဆဲကွဲခြင်းအဖြစ်ပင်လောင်းတစ်ခုဖြစ်လာတယ်အဲ့တော့အစေဟာအတိအဖြစ်သူတို့เนาะကြီးထွားလာပြီးတော့မှအစေလောင်းဟာလေအစေတစေအဖြစ်နဲ့ကြီးထွားလာတယ်ဒါကိုတချို့ကတတိအောင်ခြင်းလို့ခေါ်တာเนาะကဲဒါဆိုရင်တချို့ လုပ်ငန်းတက်ကလေးကိုကြည့်ရအောင်လုပ်ငန်းတက်ကလေးမှာဆိုရင်တော့ဝင်းမုံကူးခြင်းမှတည်အောင်ခြင်းဖြစ်ပေါ်လာပုံကိုပုံဆွဲ၍အညှောတက်ပါတဲ့အဲ့ဒါကတောက်သမီးတို့ရဲ့ကျောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာ35ကပုံ3ကိုတည်အောင်ခြင်းဖြစ်စဉ်ကလေးကိုเนาะဖြစ်စဉ်ဆိုတဲ့ပုံကလေးကိုပုံဆွဲပြီးတော့မှအညှောတက်ခိုင်းတာပဲဖြစ်တယ်အဲ့တော့တောက်သမီးတို့ရဲ့ဖတ်စာအုပ်ကလေးထဲမှာပြန်ပြီးတော့မှပုံလေးဆွဲပြီးတော့အညှောတက်ပြီးတော့မှပြန်ပြီးတော့လေ့ကျင့်ပြီးเนาะ ကဲဒါဆိုရင်ဒီချေတို့အဓိကချက်ကလေးကိုကြည့်အောင်အဲ့တော့အဓိကချက်များဖိုကမိနဲ့မာကမိတို့ပေါင်းဆက်ခြင်းကိုဒီချေတို့ကတတိအောင်ချင်းလို့ခေါ်တယ်အဲ့တော့တတိအောင်ချင်းဖြစ်စင်ပါဆိုလို့ရှိရင်တော့ဖိုကမိသည်မာကမိနဲ့ပေါင်းဆက်ပြီးရရှိတဲ့တတိအောင်ဟာထက်ခါထက်ခါဆဲကွဲပွားပြီးတော့မှအပင်လောင်းတစ်ခုဖြစ်ပေါ်လာတယ်အဲ့တော့အစေအိမ်သည်အတိအဖြစ်ကြီးထွားလာတဲ့ကဲ့သို့အစေလောင်းသည်လည်းအစေတစေအဖြစ် ချီးထွားလာပါတယ်တဲ့ကဲအခုတစ်ချက်ရှင်းပြပေးလိုက်တာဟိုတအားတော်မျိုးနားလည်မယ်လို့ထင်တယ်နော်အခုတစ်ချက်ရှင်းပြပေးလိုက်တာကတော့အခန်း3မျိုးပွားခြင်းကနေမှသင်ခန်းစာ1အပင်များရဲ့မျိုးပွားခြင်းအကြောင်းလေးကိုဒီကတအားတော်မျိုးတို့ကိုရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်ဒီချက်ရှင်းပြတာကိုတအားတော်မျိုးနားလည်မယ်ထင်တယ်နော်ကဲဒါဆိုရင်ဒီချက်နဲ့တို့နောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်